မင်္ဂလာပါရှင်။နိုဝင်ဘာလ10ရက်စနေနေ့ရရှယ်ငွေရန်ကုန်တွင်တင်ဆက်နေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစားတင်ဆက်ပေးမှာကတော့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန38ကျင်းမြောင်နှစ်ပတ်လည်နေ့အချိန်မှအခမ်းအနားများမြို့နယ်များတွင်ကျင်းပတဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး၃ခုမြို့နယ်ပြည်ထောင်ဝင်ကြီးဌာန မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့38ကြိမ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်စွန့်စက်ကလူတန်းချင်းနေအငိမ့်စားဝင်နေများအားကာရဝပြုခြင်းခံနာကိုနိုဝင်ဘာ6ရက်နေ့နဲ့9နာရီကထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမှာမှကျင်းပပါရယ်အခမ်းအနားတွင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းမိသားစုများကမြို့နယ်တန်ခါနာရီကအဖွဲ့ဥက္ကဋ္ဌဗတ္တနာသူမနာတေဒီအမှုပြုသောပင့်တန်ခါတော်များအားလူပဲဝတ္ထုငွေစက္ကပ်လူတန်းကြပြီးလူတန်းမှုစုစုအတွက်ရေးဆက်သွင်းချအမျှပေးဝေးကြပါသည်။ဆက်လက်ပြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှအငိမ့်စားဝန်ထမ်း32ဦးအားကာရဝပြုကြတော့ကြပြီးကရော့ကန်အငိမ့်စားဝန်ထမ်းဦးအောင်သူကကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရပါသည်။ အလားတူမြောက်ကလာပါမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်38ကြိမ်မြောက်နှစ်ပတ်လည်နေ့အချိန်မှအဖြစ်ဩဝါဒဆရာတော်ကြီးများအားအာယုံဆုံးဆက်ကပ်လူတန်းခြင်းကိုနိုဝင်ဘာ9ရက်နေ့နက်ပိုင်းကအဆိုပါရုံးတွင်ပြုလုပ်ရာမြောက်ကလာပါမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြို့နယ်အုပ်ချုပ်ရေးမှူးဦးမိုးသူနယ်ဝန်ထမ်းများမြို့နယ်မြို့သမီးရေးရာနှင့်မိခင်နေကလေးဥက္ကဋ္ဌဒေါ်စင်မအောင်နှင့်အဖွဲ့များက မြို့နယ်တန်ခါနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော်ဗဒ္ဒနာညာနေတာအမှုပြုသောတန်ခါတော်ရှင်သူမြတ်များအားနဝကမနှင့်လူဝေပစ္စည်းများစက္ကတလူရင်ကြကလူတန်းမှုစုစုတွေရေးဆက်သုံးချအမျှပေးဝေကြကြောင်းသိရပါသည်အလားတူအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့38ကြိမ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကိုတန်းရွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင်တန်ခါတော်များအားဆွန်းဆက်ကလူရင်းခြင်းကိုလူဝင်မာ9ရက်နေ့နက်ပိုင်းကပြုလုပ်ရာမြို့နယ်အုပ်ချုပ်ရေးမှုဦးနှစ်နိုင်ဦးနှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက ညသိန်းနံဖျားကြီးကျောင်းတိုင်းဦးစီးပဌာနာနိုင်ကဆရာတော်ဗဌာနာသူပနာအမှုပြုသောတန်ကားတော်များအားလူပဲဝိတ္ထုပစ္စည်းများကိုစက္ကလူရန်ပြီးလူရန်မှုအစုစုတို့အတွက်ရေဆက်သွင်းချအမျှပေးဝေကြကြောင်းသိရပါတယ်ဆလဘီမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများကိုဗလာမပါကန်ဆံမများဖောက်ပေးကြောင်းသိရပါတယ်။အလားတူတွန်တီးမြို့နယ်တွင်လည်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့38နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားကိုနိုဝင်ဘာ9ရက်နေ့နဲ့9နာရီမိနစ်30က မြို့နယ်အထူးတီအုပ်ချုပ်ရေးဦးစီးဌာနတော်ဝင်ဆက်နကူခံမှမှကျင်ပါရာမြို့နယ်အုပ်ချုပ်ရေးမှုဥက္ကမောင်းမြင့်နေစနီမြို့နယ်အထူးတီအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများနှင့်မိသားစုဝင်များကမြို့နယ်တန်ခါနိုင်ကဥက္ကဋ္ဌဆရာတော်ဗတ္တနာနန်တော်ပါတာနှင့်တန်ခါတော်၅ပါးတို့အားသင်ငန်းစုံနှင့်လူဝေပစ္စည်းများစက္ကလူရန်ကြကရေဆက်သုံးချအမြပေးပေးကြကြောင်းသိရပါသည်ဆက်လက်ပြီးမိုးလဲ၂နာရီတွင်အခမ်းအနားကျင်းပပြီးဝန်ထမ်းများအားငွေချက်သိန်း30,000တန်မှုရှိအမှတ်တရလက်ဆောင်ပစ္စည်းများမိတ်၌ပြည့်ရကြောင်းသိရပါသည် အလားတူအလုံမြို့နယ်တွင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏39နှစ်မြောက်နှစ်ပတ်လည်နေ့အချိန်မှအနေဖြင့်စောရံပိုင်းအနောက်ရက်ကွက်စကစိန်နန်းရှိသာသနာအလင်းရောင်ဓမ္မယုံတွင်တန်ခါရုံများအားအာယုံဆုံးဆက်ကပ်လူရန်ချင်းနှင့်ရေဆက်သွင်းချတရားတော်နိုင်ခြင်းကိုနိုဝင်ဘာ9ရက်နေ့6နာရီကပြုလုပ်ကြောင်းသိရပါသည်။ရှေးဦးစွာတန်ခါနိုင်ကဥက္ကဋ္ဌဆရာတော်ထံမှအနုမောဒနာတရားနာ၍လူရန်မှုအစုစုအတွက်ရေဆက်သွင်းချအမျှတမ်းပေးဝေခဲ့ကြပြီးပိတ်တန်ခါများအားအာယုံဆုံးဆက်ကပ်လူပြီးဝိတ္ထုငွေများဆက်ကပ်လူရန်ကြောင်းသိရပါသည်။ အလားတူဒုတိယအုပ်ချုပ်ရေးဦးစီးဌာနရဲ့39နှစ်မြောက်နှစ်ပတ်လည်နေ့အချိန်မှတ်အခမ်းအနားကိုနိုဝင်ဘာ9ရက်နေ့နဲ့ပိုင်းကကုံမှုမြို့နယ်မြို့နယ်ဒုတိယအုပ်ချုပ်ရေးဦးစီးဌာနအစီအွေခန့်မှမှကျင်းပရာတောဝါကျောင်းတိုင်းမှာဆရာတော်များအားလူဝဲပစ္စည်းများနဲ့နေဆုံးဆက်ကပ်လူရဲမှာတယ်။အဲဒီနောက်နှစ်ပတ်လည်နေ့အခမ်းအနားကိုကျင်းပရာအငြိမ်းစားဝင်နေများအားအမတ်တရလက်ဆောင်ပစ္စည်းများပေးရပြီးဝင်နေများကလက်ဆောင်ပစ္စည်းများအားအချင်းချင်းမဲနိုင်၍လေးလေကျကျောင်းတည်ရပါတယ်။ ဒီသတင်းကိုတော့စင်မင်းထိုက်စီသူလင်းမြူလိုက်ရောအီယာနဲ့ကျော်သူရတို့ကပြပူလာတာပဲဖြစ်ပါလိမ့်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ကုန်းချက်ကုန်းမြူနယ်တိုက်ကြီးကြေရွာမှုလွန်ကြောင်းတွင်စာဘက်ရှိန်မြင့်တရေခန်းနာကျင်းပတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးကုန်းချက်ကုန်းမြူနယ်ပြည်ချိုင်းနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပတဲ့နေနဲ့စာကြီးတိုင်းဟောပြောဝေပုံပြောပြိုင်ဝေကြပြရွှစုပြိုင်ဝေဂိမ်းစားပြိုင်ဝေများကိုလူဝင်မှာခုနှစ်ရက်နဲ့ပိုင်းကအစုပါကျောင်းနေပြုလုပ်ကြောင်းသိရပါတယ်။ ဟောပြောဝဲတွင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိဒေါ်နန်းဆွေနေဦးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံဒေါ်နန်းရေအေးမြို့နယ်တိုင်းစီဦးစီးဌာနလက်ထောက်စီကံမှုဒေါ်အိမျက်စုတို့ကဆိုင်ရာအကြောင်းအရာများဟောပြောကြပြီးကျောင်းဆရာမကြီးကကျေးဇူးတင်စကားပြောကြားပါတယ်ဆလဲ၍ပုံပြပြောပြိုင်ဝဲကပြန်ရွစုပြိုင်ဝဲဂိင်းကစားပြိုင်ဝဲကိုကျင်းပရာဆွေရရှိသူចောင်းသားចောင်းသူများအားအမတ်တရားလက်ဆောင်များပေးရချင်ခြင်းចောင်းသိရပါတယ်ရှင်ဒီတဲ့င်းကိုတော့ဆွေနယ်ကပြပူလာတာပါ thank you